ောင်ရဲရင်ချမ်းသာတာတန်တုတ်ဒီပရမန်ဒုက္ခဘုရားဟောတဲ့တရားကိုလက်တွေ့ကြကြကျင့်သုံးတာရှင်မကတ္တပါဝိဇ္ဇနာပုံမြင်လေးတစ်ပုဒ်ကြားဘူးဖတ်ဘူးတယ်။ကောင်းလေးတရားအလွန်ချမ်းသာတဲ့တထေကြီးထံမြေတွေတောင်းတာဖာနေရလှုပ်ရှားစရာမရှိလို့အမြေလေးနဲငယ်ပေးပါ။အာတထေကြီးကပြောတယ်ဟောဒီမှာကွာဟောဒီမြေတွေငါမြေတွေမျက်စိတလုံးမျက်စိတစုံပဲ မင်းပြေးပြေးနေတဲ့လောက်မင်းယူกว่าဒီလိုပြောကောင်းလေးကဟာပွားပြီဆိုပြေးလိုက်တာတအားပြေးပြေးတဲ့ကပြိသိုက်ဘေပေါင်းလေးငရာလောက်ရောက်ပြီဆိုကြပါဆိုအဲ့ဒီမှာအဖေဖြစ်သူကတော်တော်ငါသားရအဲ့ဒီလောက်ဆိုသားဖတ်တယောက်လုံလောက်ပြီပြောတယ်မရက်ဘူးရှေ့ဆက်ပြေးရာတော့ယူရတာရာတော့ယူရတာဆိုပြေး ပြင်းပြင်းနဲ့နောက်ဆုံးဘာဖြစ်တော့မေးလိုက်တော့အမောဆိုပြီးတော့သူသေချာတယ်နောက်ဆုံးတော့အဲ့ဒီကလေးဘလောက်ပဲရသွားတယ်လဲမေးလိုက်တော့ပြိတ္တိုက်6ပေပဲရသွားတယ်ပြောကျင်တာကပြိတ္တိုက်ရောင်ရဲမှုမရှိရင်ဆင်းရဲတယ်ဒုက္ခရောက်တယ်ဒါပြောကျင်တာ